င်္ဂလာပါပြီးရင်ပြည်သက်များခင်ဗျာဒီနေ့ဆွေးနွေးကြမ်းတဲ့ကျွန်တော်ဖိတ်ခေါ်ထားသူကတော့ Washington ခြေဆက်မြန်မာဒီမိုကရေစီရေးတကြွလှုပ်ရှားသူခြေဆက်မျိုးဆက်ဖွဲ့ဝင်တူဖြစ်သူကိုရင်ဖြစ်ပါရဗျဆွေးနွေးမယ့်အကြောင်းအရာတော့ဒီစစ်ကောင်စီကကျင်းပမှာရွေးကောက်ဘက်ကိုလက်မခံကြောင်းဒီအဖြစ်တော်ရှိမှဆန္ဒပြတာပေါ့ဝင်ပေါ့နော်လက်ရှိစစ်ကောင်စီကလုံမဲ့ရွေးကောက်ဘက်ပေါ့အေကဆွေရသဘောထားဘလို့ရှိသလဲအပေါ်ရဆောင်ရွက်ပေးနိုင်မလဲပေါ့ဒီအကြောင်းလေးဆွေးနွေးသဘောဖြစ်ပါရဲ့တော့မင်္ဂလာပြကိုရင်ဟုတ်ကဲ့ပါမင်္ဂလာပါဟုတ်ကဲ့ ပထမဆုံးကတော့မနေ့ကပေါ့နော်ဒီဝါရှင်တန်အခြေဆိုကျွန်တော်စနေနေ့မနေ့ပိုင်းပေါ့ဒီစစ်ကောင်စီရဲ့ကျင်းပမှာယူကောက်ဘက်ကိုလက်မခံကြောင်းတရားဝင်ပြောပေးဖို့အမေရိကန်ဆူရတောင်းဆိုတဲ့ဆန္ဒပြပွဲအဖြစ်လို့ရှိမှလို့တော့ကျွန်တော်တွေးရတယ်ဗျတော့အဲ့ကြောင်းအရင်ဆုံးပြပြပေးပါဦးဟုတ်ကဲ့အော်မနေ့ကတော့ကျွန်တော်ဒေတာဆန်တော်ခြင်းပေါ့နော်ဒီလေဆန္ဒရွက်ခွဲမှာကျွန်တော်နှစ်နေရပေါ့နော်အဓိကနှစ်နေရပထမတနေရကကျွန်တော်တို့ဒီစစ်ကောင်စီကိုခေတ်ဆက်ဆက်နော်စစ်အုပ်စုကိုခေတ်ဆက်ဆက်နော်အသက်ဆက်ပေးနေပြီးတော့ လူသက်လက်နက်တွေငွေကြေးတွေဟာပြီးလို့ရှိရင်နည်းပညာတွေစထောက်ပံ့ပေးနေတဲ့တို့တရုတ်ပေါ့နော်တရုတ်အစိုးရတာဝန်ရှိမှာကျွန်တော်တို့အမေရိကန်တပွားမှာအထူးသဖြင့်တော့အရှေ့ပိုင်းဆုံးပါနော်ကျွန်တော်ပြည်နယ်အသီးသီးမှာရှိကြတဲ့ကျွန်တော်တို့တိုင်းသားညီကိုမောင်နှမတွေအားလုံးမြို့တော်တိုင်းမှာဒီဇိုင်းမှာပါဝင်ကြတဲ့အင်အားစုတွေအားလုံးကျွန်တော်တို့စတိတ်ပေါင်းများစွာလာကြတာကျွန်တော်၄00ကျော်လောက်ရှိပါနော်အဲ့ဒီအင်အားစုတွေကကျွန်တော်တရုတ်တောင်ချင်းမှာစပြီးတော့ကံွယ်စတင်ဆန္ဒပြတယ်ဘာကြောင့်လဲဆိုတော့ဒီတရုတ်ကလက်ရှိ ့စစ်ကောင်စီ9နှစ်လုံးလုံးเนาะတရားအာဏာသိမ်းပြီးနောက်ပိုင်းကလုံးဝမရှိခဲ့တဲ့တရားဝင်မှုကိုရရှိဖို့အတွက်အတူအရောင်တကယ်လို့အတူအရောင်တက်ဆိုင်ကျွန်တော်အလေးညာပေါ့နော် scan ပေါ့နော်ကျွန်တော်တို့ခေါ်တာ scan အလေးညာရွေးကောက်ပွဲကိုနောက်ကနေတောက်ခွဲနဲ့ထောက်ခံပေးပြီးတော့နော်အတိမတ်ပြုဖို့ပတ်မှုပေးနေတဲ့တရားကိုကျွန်တော်တို့ကပြည်သူလူထုကိုစားပြည်ထဲမှာရှိတဲ့ကျွန်တော်ပြည်သူတွေကစစ်ကောင်စီရဲ့မတရားတဲ့နော်အမိတ်အာဏာတွေနဲ့တင်းကြပ်ထောင်ချတာလေနှစ်နှစ်ရှည်ထောင်ချတာလေလုပ်နေဟုတ်တယ်မလားဆိုတော့အဲ့လိုနေသားတွေမှာ တို့ရဲ့ဆန္ဒထုတ်ဖော်လို့မရတော့ကြောင့်ကျွန်တော်တို့နေရာပြည်သူဆန္ဒကိုသားပြုပြီးတော့ကျွန်တော်ဆန္ဒထုတ်ဖော်ကြဖြစ်တယ်ဒီကကန့်ကွက်ဆက်ချင်ရှုံးချတာတိကျတောင်းရှိပါတော့အဲ့ဒီမှာကန့်ကွက်ဆက်ချင်ပြကြကြအောင်ကျွန်တော်ပြောပြီးတော့ကျွန်တော် Washington DC White House ကိုအိမ်ပြီးတော့ရှေ့ကိုလာပြီးတော့မှကျွန်တော်တို့ကဒီ American အစိုးရအနေနဲ့ထပ်ပြီးတော့နော်တရားဝင်ဒီရွေးကောက်ပွဲအတူအောင်ဖြစ်တယ်လုံးဝလက်ခံလို့မရအောင်ဆိုတော့လုံးဝဆက်ချင်ရှုံးချတယ်ဆိုတော့အကြောင်းတရားဝင်ထုတ်ဖော်ထပ်ထပ်မှပြောပြီးကျွန်တော်တောင်းဆိုတာဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ကျွန်တော် September အာ UN General Assembly ပေါ့နော်အဲ့ဒီကာလတွေမှာအဲ့ဒီ UN မှာလုပ်တဲ့ site meeting တွေမှာ line out တက်တဲ့ဒီရာရှိပေါ့နော် American ရာရှိသူကထုတ်ပေါ်ပြောတာပြီးသွားပြီတကယ်ဝင်ဒါပေမဲ့ကျွန်တော်တို့ထပ်ပြီးတော့မကြမကြဒီလိုထုတ်ထုတ်ပြောပြောပေးနေလို့လိုတယ်စက်တက်မှာပဲကျွန်တော်အဲ့လိုတောင်းဆိုတဲ့ချိန်မှာပဲကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်တပတ်ကျော်ပေါ့နော်အဲ့မှာအားလုံးဒီပါလိမ့်မယ်နော်ကျွန်တော် American Outlook တော်မှာကျွန်တော်ကြားနာဝဲလို့အချစ်ပါပါနော်သူတို့အဲ့ချင်းမပေါ်မှာလဲကျွန်တော်တို့ဒီ American Outlook တော်အမှတ်တွေနေနဲ့ဟာဒီ တော်ဒီအတူရောင်ရွက်ကောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ဒီဂျာနာတက်တဲ့တက်တဲ့ကံဂျာနာတဲ့အင်းကိုယ်စလေးကောင်လုံးရလို့ဒါတင်ပြခဲ့တယ်ဒါတွေကတူရောင်နေဖြစ်တယ်နော်တရားဝင်မှုကိုရယူဖို့တဲ့အလိညာဖြစ်တယ်အဲ့တော့လုံးဝအတိမံပြုတ်လို့လိုတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ဆက်ထဲမှာပဲဟာလာဒီ online scam ပါနော်ယာဉ်သွင်းမှုတွေနော် online ယာဉ်သွင်းမှုနဲ့ပတ်သက်တာတွေကလည်းစစ်ကောင်စီနဲ့တရုတ်နဲ့အတူတူစစ်ကောင်စီပါပါဝင်ပတ်သက်နေတယ်ဆိုတော့အကြောင်းတွေပါ ကျွန်တော် hearing hearing လုပ်သွားခဲ့တာရှိကြားနာပွဲလုပ်သွားခဲ့တာရှိတော့ဆိုတော့ဒါနဲ့တော့တိုက်ဆိုင်တယ်ဆိုတော့ကျွန်တော်တို့ကတောက်ဆုံမှုကဘာဖြစ်စေတုံတရာအတိုင်းကထိရမယ်ကြောထိအောင်မရှိမှလို့ကျွန်တော်ယုံကြည်တယ်ဒါအပြင်အဲ့နေရာလဲကျွန်တော်တို့ကသမရစီကိုကျွန်တော်တရားဝင်ဟာအိတ်ဖွဲ့ပေးတာပေါ့နော်တောက်ဆုံလဲဟုတ်ကဲ့အိတ်ဖွဲ့ပေးတာတစားတောင်းခဲ့တယ်အဲ့မှာလဲဒီချက်လက်တွေပါပဲအဓိကတော့ဟာနော်ဒီစစ်ကောင်စီကိုကျွန်တော်မရှိနိုင်တယ်မြတ်နော်ဒီနောက်ွယ်ရအကြောင်းအရာဖြစ်တဲ့ American ပြည်သူတွေကိုအဲ့ဂျိုးစီဘောက်ထိခိုက်လာနေတဲ့ကျွန်တော် online လေညာရာဇဝမှုတွေနဲ့ပတ်သက်လို့ရှိရင်စစ်ကောင်စီကနောက်ကွယ်မှာရှိနေတယ်တရုတ်ကနောက်ကွယ်မှာရှိနေတယ်ဒါတွေကမှတိတိယောက်မနေနဲ့တော့ဒီဒီ online ရာဇဝမှုတွေကရှိနေအောင်ပါပဲဒီတင်ရတနေ့ရောက်ဖြစ်ပြီးတော့ဆိုတော့နောက်တနေ့ရဆက်ပြောင်းသွားတယ်ကျွန်တော်ကိုကမှရှင်းလိုက်တယ်ဟလာဒီပြင်နယ်မြေရောက်လာတယ်ကင်းမှာရှင်းတယ်ကတခြားတနေ့ရောက်တော့မှာဆိုတော့အဓိကအကြောင်းချင်းဟိုဖြစ်ရှင်းဖို့ဆိုတော့စာမှာကျွန်တော်ထည့်သွင်းတောက်ဆိုထားပါတယ်ဟုတ်ဟုတ်ဆိုတော့အခုလက်ရှိ trend ပေါ့နော် ဖရန်အစိုးရရဲ့မြန်မာနိုင်ငံဆိုင်ရာ policy ကဘယ်လိုရှိလဲဘာလို့အစိုးရကဆိုကျွန်တော်ကြားတာဗျာဒီမြန်မာမမဟုတ်လေရွက်ကော်ပွဲတွေနဲ့ပတ်သက်ပြီးတော့သူ့တန်မတ်တွေမဝေဖန်ရဘူးဆိုပြောတဲ့အခါကျတော့အခုဘယ်လိုရှိရပြောနိုင်မလဲကျွန်တော်ဟုတ်တယ်ကျွန်တော်တို့စောစောပိုင်းအထိကတော့ကျွန်တော်တို့ဟိုတော်တော်လေးကိုစိတ်ဝင်စားအောင်မရှိဆိုတော့ကျွန်တော်တွေ့နေရနော်အဲ့တော့ကျွန်တော်တို့လည်းစူးစမ်းပန်းစားနေဟာတိုက်တွန်းလို့ဆိုတာရှိတယ်ဒီချိန်ထဲမှာပဲနိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာတယ်ဗောနော်ကမ္ဘာနိုင်ငံရေးအပြောင်းအလဲတွေလည်းဖြစ်လာတယ်ဟာတရုတ်နဲ့အနေထားတွေဖြစ်လာတယ်ဆိုတဲ့အနေထားတွေ အမေရိကန်နဲ့တရုတ်နဲ့အပြိုင်ပွဲတွေဖြစ်လာတယ်။ဆက်လို့အချိန်မှာသူတို့လည်းဒီသူတို့ရဲ့ policy ကိုလည်းသူတို့ပြောင်းလဲလုပ်လာလို့ကျွန်တော်မြင်တယ်ပေါ့နော်။အဲအဓိကကခုနပြီးခဲ့တဲ့ဟာပြီးခဲ့တဲ့တပတ်ကျော်လောက်သွားတဲ့ကျွန်တော် congressional hearing မှာနော်ဂျာနာပွဲမှာလည်းသူတို့ဂျာနာမှာမှဆိုရင်လည်းအဓိကတရုတ်ကဟာလွှမ်းမိုးလာဒေတာတွေလွှမ်းမိုးလာချုပ်ခံလာတဲ့ကိစ္စတွေဒါတွေကိုသူတို့အနေနဲ့အထက်သွင်းဆွေးနွေးတာဖြစ်တဲ့ကြောင့်ဒီ Trump ဆိုတဲ့ policy ကတော့ပြောင်းလာတယ်လို့ကျွန်တော်သုံးသပ်လိုက်ရတော့ဘူး။အဲ့တော့အခုကသူတို့ဒီဒီ executive branch ကကနေဒါကျွန်တော်လွှတ်တော်ကခန့်တာမဟုတ်နော်။ဒါ strike နော်။ executive branch ဒီသမရရဲ့ branch တွေတော့ခန့်လိုက်တဲ့ဟာကသူက tax force တော့မဟုတ်ဘူးနော်။ strike force ဆိုတာက strike force ဆိုတာအချိန်မြေဝင်ပြီးတော့ strike လုပ်လို့ရတာပေါ့နော်။ဆိုတော့အဲ့ဒီဒါဖြစ်တဲ့ကြောင့်ဒါသူတို့ရဲ့ policy ကပြောင်းလဲဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့ဒါကလည်းရှင်းပါတယ်။ Trump ကသူစတက်လာခဲ့တဲ့ American ကြိုးစီပါလေ American First ဆိုပြီးတက်လာတော့ဆိုတော့သူ့တိုင်းပြည်ကပြည်သူတွေအကြိုးစီပေါ်ထိခိုက်နေပြီ။ ဘီလီယံနဲ့ချီပြီးတော့ဆုံးရှုံးမှုတွေရှိနေပြီเนาะဒါပြင်ဒါပြင်ကိုမူရစေးလဲဟာအဓိကအမေရိကန်မှာတော်တော်ပြန့်နေနေပြီလူငယ်တွေကြားမှာတော်တော်ကြီးကိုခက်ခဲဖြစ်နေပြီဆိုတော့တိတဲ့ခါကျသူတို့ကဒါတော့ကင်တွယ်ရအောင်မယ်လို့သူတို့ policy ပြောင်းလဲလို့ကျွန်တော်ရှင်းတယ်ဗောယုံကြည်တယ်အဲ့ဒီအချိန်မှာတွတ်တော်ကလည်းတပြန်တည်းတွန်းတယ် executive branch ကလည်းဒီသူတိုင်းပြီးဒီသူတွေအတွက်ကာဝယ်ပေးမှုလို့လုပ်မယ်ဆိုတဲ့အနေအထားမျိုးတွေလုပ်လာခါကျတော့ဒါ policy ပြောင်းလဲလို့ပဲကျွန်တော်ယုံကြည်ပါတယ်ဒီအတွက်လည်းကျွန်တော်တို့ကချိန်ထဲမှာဇက်တောက်ဆုံးလို့လုပ်တာဗောနော်ဟုတ်ကဲ့ဟုတ်ကဲ့ တစ်ခုရှိမှာပေါ့လော့တော့မှာလော့တော့ကကြမ်းလာဖွဲပဲလားကျွန်တော်ကော်မတီပါဖွဲပြီးလောက်တာလားနောက်တစ်ခုကခုနကကျွန်တော်ဒီကြဖြတ်ပေါ့ဗျာပမာလေးပြီးတော့ကြဖြတ်နေနေတက်ဖွဲပေါ့အဲ့နှစ်ခုစလုံးကထူးတယ်တင်ဟုတ်ပါတယ်ဒါလော့တော့ကတော့ကြမ်းလာဖွဲပါပဲလော့တော့ကကြမ်းလာဖွဲဆိုတော့တော်တော်သူပါဆက်လို့တင်နေဆိုတော့သူတို့တော်တော်အမှတ်တွေနဲ့နော်တကယ် expert တွေနော်တကယ်ကြွန့်ကျင်သူတွေပြလို့ရှိရင်တာဝန်ရှိသူတွေလားတွေ့ကြုံရှိတဲ့လူတွေခေါ်ပြီးတော့မှသူတို့ကြားနာတာပေါ့နော်ဒီကြောင်းလေဒါလေးပုံမှန် ကျားလာပြီးတော့မှသူတို့အနေနဲ့ဘာဆက်လုပ်တဲ့နဲ့ဆိုတော့ဥပဒေတရားထွက်လာမယ်ဆိုတဲ့အနေထားပါဒါလွတ်တော့ရဲ့ခံခံတာပါဥပဒေပြည့်ဖြစ်တယ်သူတို့ဥပဒေလာမယ်ဒါမဲ့ဒီပေါ်မှာဒီဥပဒေပေါ်မှာ executive branch ကိုလာသူတို့ဘာတွေဆောင်ရွက်ခိုင်းမလဲဆိုတာလည်းပါလာမှာပေါ့နော်တကယ်တည်းပါလာအဲ့ဒီမှာကျွန်တော်တို့အချက်တစ်ချက်ကတော့ဟိုဥပဒေပေါ်မှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ special envoy လို့သဘောမျိုးပေါ့နော်ဟာသူကိုယ်တိုင်ခံပြီးတော့လုပ်ဆောင်မှုကြီးဆိုင်လည်းပါလာမှာဒါတွေကတော့ကျွန်တော်တို့အတွက်ဟို artist ဆရာတွေပေါ့ကောင်းပါတယ်ဆက်တယ်မှာပဲ artist ဆရာတွေပါတယ်လို့ပဲ ဒီနောက်ကွယ်မှာလဲကျွန်တော်တို့ကဟို give sign မချက်လဲပါတယ်ဗျ။ဒီမှာဘာကြောင့်လဲဆိုတော့စစ်ကောင်စီရဲ့ lobby တွေကလည်းကျွန်တော်ဒီမှာလာပြီးတော့သူတို့ဟုတ်လားအတင်းကိုဝင်လုံးပြီးတော့သူစတဲ့တုံးပြီးတော့နော် Trump ဆိုတော့လေဆွတ်ဆောင်နိုင်ဖို့လဲစူးစမ်းနေကြ lobby လုပ်နေကြရှိတယ်ဆိုတော့အဲ့ lobby fund တွေဟာတိုင်းလုပ်နေချေချောင်းဒီလူတွေရဲ့အန္တရာယ်လည်းရှိနေတဲ့ခါမှာကျွန်တော်တို့ကဒီလိုမျိုးဟုတ်လားခုနပြောတဲ့ဒီကောကြတော့ကြာနာပွဲကနေပြီးတော့ဟာဒီတင်ပြကြတဲ့ကျွမ်းကျင်သူတွေဟာဒီ မျက်မြင်သက်သေတွေဒီ expert တွေကသူတို့ကဒီမှာပြည်အတွက်ကိုတကယ်အထူးကိုယ်တိုင်တခုထားသိနေဆိုတဲ့အနေထားကကျွန်တော်တို့အတွက်လည်းကောင်းတာလည်းဖြစ်နေတယ်လို့ကျွန်တော်တို့အနေနဲ့တေချာ cube ဆက်နေလို့ချင်းဒီလူဒီလူဘုတ်ကိုရွေးချယ်မှုဆိုတာတက်တာတက်သွားနေနော်သူတို့ဟိုဘက်ကအာငွေကြေးနဲ့ပေါက်ပြီးတော့လောက်ပြီးလုပ်နေလူတွေကသူတို့လိုချင်တဲ့သူတို့ထည့်လိုက်ချင်းသဘောရောဗျာ pro business သမားတွေပေါ့နော်ဒီမှာဒီမှာလည်းအရာလှုပ်ရှားနေကြတာဟာ trend လည်းစီပွားရေးသမားတို့ pro business သမားတွေကနေ trend စီပွားရေးနဲ့အကြောင်းဆွဲပြီးတော့စိတ်ကောင်းစီနဲ့ပေါင်းသိလှုပ်သွားနိုင်မှုလည်း ဖြစ်သွားနိုင်တာမရှိတော့ဒါအန္တရာယ်ရှိတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကဒီပြဿနာဝဲရတာကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့မျောလင်းချက်တွေအများကြီးရတယ်ဒါပေမဲ့လည်းသတိထားရမယ့်အချက်တွေပါတယ်ဆိုတော့ကျွန်တော်အဓိကဆွေးနွေးကြတာပါဟုတ်ကဲ့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 ဒီကုချွေးချင်းပါလေပဲအဲ့တော့ကျွန်တော်တို့က trial ဆိုတာတစ်ခါပြောဖြစ်နေတယ်ဒီ jam ကတော့ trial တက်လာတော့ဗျာမမပြေကူညီဖို့တဲ့ကူညီတွေဖြတ်တောက်တာကိုကျွန်တော်ဟိုဟိုမီဒီယာတွေလည်းပိတ်ဒုက္ခတွေကူညီတွေလည်းပိတ်ပိတ်တာဥပမာတော့မပမာပြေပိတ်သွားတဲ့အခါကျတော့ အခုတော့လော့တော်မှာကျွန်တော်တို့ဒါတနည်းနည်းရင်းရှိနေပြီနော်ဆယ်လားလောက်ရှိနေပြီအခုမှစပြီးတော့မြန်မာရေးပြောတာဆိုတာဖြစ်လာလဲပြီးတော့မှကြက်ပြန်နေနေဆိုတာလဲတော်တော်ထူးခြားဖွယ်လာတာပေါ့အဲ့တော့အခုကကျွန်တော်တို့အမေရိကန်ကအရင်ကမြန်မာရေးပြစ်ထက်ရနေပြီတော့အခုတစိုးတရမျောလေးလို့ရပြီလားအဲ့လိုဘယ်လိုပြောနိုင်မလဲကျွန်တော်အာရပြီပေါ့နော်အရင်နဲ့ဆိုင်တော့ဒါအများကြီးပြောင်းလဲဖြစ်သွားတော့သူ policy ပြောင်းလဲကိုကျွန်တော်တိတိတာမြင်နေရပြီပေါ့နော်အဲ့တော့အရင်တော့ကတေချာကျွန်တော်ဘီနေပတ်သက်ထဲထဲဝင်တိတော့မသိပေါ့နော်ဆိုတော့အနေနဲ့ရှိတယ် အခုချိန်မှာတော့ကျွန်တော်တေချာဘာဖြစ်လို့ဒီသူ့ပြည်သူတွေရဲ့အကျိုးစီးပွားထိခဲ့လာပြီဆိုတဲ့အချက်ကအရင်ရေးကြည့်တော့နော်သူ့ရဲ့အဓိက priority policy ဖြစ်နေ try ဒါကြောင့်မို့ဒီလိုထိခဲ့လာမှုကပြည်ပြည်နဲ့အချိန်ကိုမြင့်လာတဲ့အတန်းကြီးကျလာတဲ့အခါမှာသူကလည်းဒီပမာပြည်ကိုစိတ်ဝင်စားလာပြီးတော့ဘာမှမဖြစ်နေတာတွေကဒီလိုဖြစ်နေပါလားဆိုတာမျိုးကိုစိတ်ဝင်စားပြီးတော့မှချက်ချင်းအရေးယူဆောင်ရတာမျိုးတွေသူလုပ်ထန်ဖို့အတွက်တကယ် strike ဖို့ဆိုတာမျိုးတွေဆိုတော့ဒါ policy အပြောင်းလို့ပဲကျွန်တော်ပြောင်းလဲလို့ကျွန်တော်အသတ်မှတ်လို့ရတော့ဟုတ်ကဲ့ဟုတ်ကဲ့ ဟိုအဲ့တော့ကျွန်တော်တို့ဘယ်လိုဘယ်လိုဒီပုံမှန်ရေးတဲ့ပြည်သူတွေနေနေပေါ့ဗျာမိဘဘယ်လိုဒီမျှော်လင့်နိုင်မလဲအဲအဲ့ဒါကတော့ကျွန်တော်တို့ကံဒီကံမတော့အတက်ရတော့ပြောလို့မရဘူးဗောနော်ကျွန်တော်ဒါမဲ့အဲ့အတွက်ကိုလည်းကျွန်တော်ကြိုးစားတာရှင်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှပြိုင်ပဲရှိနေဗောပြောလို့ရှင်ဟာစစ်ကောင်စီကလည်းသူ့ရဲ့လူတွေကိုတုံးပြပြီးတော့နော်ဒီမှာလော်ဘီလုပ်ဖို့နေတော့သူကပတ်စံနေတုံးနေဗောအဓိက တော့တုံနေတဲ့ခါကျတော့ဒီ lobby တို့ဘာလို့ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးဟလား democratic အတိုင်းပြည်တွေကနော်ဒီအနောက်နိုင်ငံတွေမှာတော့ဒါတွေကအသုံးတက်တယ်။ရန်လည်းထိအောင်မရှိတော့နော်။ဆိုအဲ့လိုလူတွေနဲ့အပြာရင်ကျွန်တော်တို့ diaspora တွေကလည်းကျွန်တော်တို့ရဲ့ constituent right တွေပေါ့နော်ကျွန်တော်ဟလား map paper ငွေရှိသူတွေအခွင့်အရေးတွေနော်ကျွန်တော်တို့ tax payer ကျွန်တော်တို့တွေမှာ citizen ဖြစ်နေကြ American citizen ဖြစ်နေပြီးတော့ဟာ tax payer တွေကတပြည့်အများကြီးလေဟာဒီကတပြည့်နဲ့များလာတယ်။တို့ရဲ့ဒီလားဖြစ်တော့ state တိုင်း state တိုင်းမှာလို့ရှိနေခါကျတော့ဒီအင်အားစုတွေရဲ့စူးစမ်းဆောက်ဆောင်မှုလည်းတိတ်ရေးပါသွားတယ်။ အဲ့အတွက်လည်းကျွန်တော်တို့ကအဲ့ဒီမနေ့ကပွဲဆိုရင်လည်းကျွန်တော်တို့တကယ်ဟိုကျူအာကုတ်တွေနဲ့အားလုံးကိုဖြန့်ပေးပြီးတော့သူတို့တွေပြည်သူတွေနဲ့လှုပ်ဆောင်ရတဲ့အချက်တွေပေါ့နော်ဆိုတော့ကျွန်တော်တို့ပြည်သူတွေရဲ့တောင်းဆိုမှုအားကောင်းတယ်ဆိုတော့အားကောင်းတဲ့လောက်ကျွန်တော်တို့လိုချင်တဲ့လမ်းကြောင်းသွားနိုင်တယ်မဟုတ်လို့သူတို့ကအစားနဲ့တုံပြီးတော့လော်ဘီလုပ်တဲ့လူတွေအားကောင်းလို့ရှင်သူတို့လိုချင်တဲ့လမ်းကြောင်းသွားနိုင်တယ်သူတို့နေနေတော့ရှိတယ်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေလိုတဲ့လမ်းကြောင်းပြီးလို့ရှင်အမေရိကန်ရဲ့အကျိုးစီးပွားလေးအခြေစိုက်ရမယ် ဟုတ်တယ်ဗျအမေရိကန်အကျိုးစီးပွားတဲ့အကျိုးရှိရမယ်ဆိုတော့ပုံစံတိုင်းမျိုးနဲ့ချင်းကပ်မှုတွေပြင်းပြင်းထန်ထန်တက်တက်ကြွလောက်ဆောင်မှုလေးကျွန်တော်လှုပ်ဆော်တယ်ပေါ့ဒါအသက်အရေးကြီးပါတယ်ဒါတော့အမေရိကန်တနင်္ဂနွေလောက်မှာရှိကြတဲ့ကျွန်တော်အင်အားစုတွေအကုန်လုံးဓာတ်ပြင်ကိုအမေရိကန်နဲ့မှုတ်ပွဲနဲ့တခြားဟာကျွန်တော်ပြည်တွင်းကအင်အားစုတွေအတန်နေရတဲ့အရေးကြီးပါတယ်ဆိုတော့အဲ့လိုမျိုးတွေကိုကျွန်တော်တို့များများမြင့်တင်နိုင်မယ်များများကျွန်တော်တို့စူဝါစီကိုပို့ပေးနိုင်မယ်လို့ရှိရင်ကျွန်တော်တို့ထိုးပေါက်မှုကအားကောင်းမယ်ဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့နေရာပြောင်းသွားနိုင်မယ်ဆိုတော့ကမ္ဘာနိုင်ငံရင်းနဲ့ဆိုင်တာပေါ့ဗျာပြောရရင်တော့ကမ္ဘာကမ္ဘာကြီးနဲ့ကမ္ဘာနိုင်ငံရင်းဆိုင်တာ ဟိုသူတို့ကစားနေကြတယ်ထရန့်ကိုလည်းကစားကစားနေကြတော့ကြာနေဒီနေ့ဒီလိုဖြစ်ပြန်နောက်နေ့ကျဒီမျိုးဖြစ်ဖြစ်တာသူတို့သူတို့ရဲ့ဒီလို့တဲ့ပေါ်ပါမှုထီတယ်ပေါ့ဒါပေမဲ့တေချာတာတော့တရုတ်ကိုအဓိကပါအဓိကဟိုဒီ congressional hearing မှာလည်းထောက်ပြတာတရုတ်ပေါ့နောက်ကတရုတ်တရုတ်ကလုပ်နေတဲ့လုပ်ရတွေကိုခိတ်ချုပ်နိုင်မှုတွေသူတို့စဉ်းစားတယ်သူတို့စဉ်းစားကြတယ်အဓိကကြတယ်ဒီပေါ်မှာကျွန်တော်တို့တိုင်းပြည်အကျိုးစီးပွားလည်းတခါလည်းပါလာမယ်ဆိုတော့အဲ့လိုမျိုးတောက်မြောက်လို့ညှော်လင်းလို့ရတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ပြည်တွင်းပြည်ပလှုပ်ရှားမှုရှင်ပြေဖို့လုပ်တာပေါ့အဲ့လိုမျိုးတော့ ကျွန်တော်ဖယ်ရပါတယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီအရေးကြီးတဲ့အခြေအနေတစ်ခုကတော့ကျွန်တော်တို့ဒီ diaspora ဆိုလဲအမေရိကမှာအစွမ်းကုန်လှုပ်ရှားမယ်ဆိုတော့မျိုးကျွန်တော်အလုံးပါဝင်လုပ်နေကြပြီခြားခြားနိုင်ငံကဩစတြေးလျအကြည့်ကြည့်မလားတဲ့ကိုရီးယားဂျပန်ဟာသာသဖြင့်နိုင်ငံတစ်ခုမှာရှိတဲ့ diaspora အဲ့တော့လှုပ်ကြအောင်အတောင်းလှုပ်ကြပါနော်လှုပ်လဲလှုပ်နေကြဆိုတော့အခြေအနေလည်းကောင်းတယ်တော်တော်များများနိုင်ငံတော်တော်များများဆိုတာနယူးဇီလန်ဆာလာနော်ညာကြီးလောကလက်ခံတာထုတ်ထုတ်ပေါ်ပြောနေပြီဆိုတဲ့နဲ့ပြီးတော့ဒါတွေကတော့လှုပ်နေကြမှာဒါမှမဟုတ် ဓိကအရေးကြီးတာတော့ကျွန်တော်တို့ဒီနယူတွန်လိုင်းမှာဥဆောင်နေကြတဲ့ဥဆောင်မှုအသိအရေးကြီးပါတယ်သူတို့ရဲ့ policy အသိအရေးကြီးပါတယ်ဒါသူတို့ policy မှာဝအရေးကြီးတယ်ဒါပြင်ကိုသူတို့ရဲ့ဥဆောင်မှုကထိရောက်ဖို့အရေးကြီးတယ်ပြီးတော့နေတာကျွန်တော်တို့အနေနဲ့ဟိုဒီကတော့တကား request လုပ်ခြင်းနဲ့ကျွန်တော်တို့ကတော့ diaspora role ကနေရတာကျွန်တော်တို့နေတဲ့ role မှာတော့ကျွန်တော်တို့ကတော့ပေါ်ဆုံးပြည်ထောင်ဆုံးပြည်သူလူထုအတွက်လုပ်ဆောင်မှာလဲကျွန်တော်တို့ရဲ့ဟာအဓိကသူတို့ဒီ American တို့ဘာလို့ကစိုးရိမ်နေတာကလားဒီ sick အုပ်စုမရှိတော့လို့ရှင်နောက်ဖြစ်လာမယ့်ပြဿနာတွေဘာတွေဖြစ်မလဲဒါစိုးစိုးဝါးတွေဖြစ်သွားနိုင်လားဒါစသည်ဖြင့် ိပါတယ်အားလုံးလည်းသိနော်ဘောကနေသိဖြစ်မှာဒါမျိုးတွေပြောနေချိန်မှာကျွန်တော်တို့ဘက်ကကျွန်တော်တို့ရဲ့ legitimacy ကလည်းအခုဆိုရင်၅နှစ်ဖြစ်လာပြီပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကိုယ့်ဘက်ကကိုယ့်ရဲ့ legitimacy ကိုတကယ်လက်ရှိကိုတွားနေရတဲ့ကိုယ့်တော်လိုင်းရဲ့ဆွဲကင်ထားတဲ့လက်တကင်တော်လိုင်းရဲ့ဆိုရက်ပုံနဲ့ကန့်ညီတဲ့ပြောင်းလဲမှုမျိုးတွေအခုလိုတော့ဘူး။အဲကြောင့်လဲဆိုတော့ဒီလိုလက်တကင်တော်လိုင်းရေးလို့ခေါ်တာပြောလာပြီးတော့မှတိုင်းရင်းသားလက်တကင်တော်လိုင်းရေးကိုထဲထဲဝင်နေပေါင်းများစွာနော်လောက်လာခဲ့တဲ့တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ထဲထဲဝင်ပုံပေါင်းများခဲ့လို့ရှိရင်ကိုယ့် policy က free policy ဖြစ်နေတယ် အဲ့လိုမျိုးဖြစ်ဖို့တော့တိုင်းသားတွေယုံကြည်ကြတဲ့အဆင့်မျိုးကိုကြောင်းလေးမျိုးလုပ်ပြီးတော့ကိုယ့်ရဲ့ legitimacy ကိုဟုတ်လားစစ်ကောင်စီရဲ့ legitimacy လုပ်နေလေဒါရွေးကောက်ပွဲကြောင့်ပြောပြသေးတယ်တော့ကျွန်တော်တို့ကအဲ့တော့ကိုယ့်ရဲ့ legitimacy ကိုလည်းကိုကပြန်ပြီးတော့ပြင့်တင်တဲ့တကက်တော်လိုင်းနဲ့ကန့်ညင်တဲ့ legitimacy အသစ်တခုစောက်တယ်လို့ဆိုတာရေးကြည့်ပါရဲဆိုတော့ဒီနေ့မှဆက်လက်ကျွန်တော်တင်ပြချင်တာပါဟုတ်ကဲ့ပြဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါမယ်ကျွန်တော်ဆေးမြမအဝါရှင်မှာမြမကြီးတို့ရှာတဲ့ကိုရင်ကျေးဇူးတင်ပါမယ်